င်္ဂလာညချမ်းပါခင်ဗျာအော်တိုဘာလ27ရက်ဓမီစီမာပရိုင်တိုင်းမီစီမာသတင်းအစီအစဉ်ကနေကြိုဆိုပါရစ်ဒီအစီအစဉ်ကိုကျွန်တော်နောင်နောင်ကတာဝန်ယူတင်ဆက်ပေးသွားမှာပါဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့အာနာသိန်းစစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုအာဆီယံအစည်းအဝေးတက်ဖို့ပေါ်ပြချက် NST သတင်းဌာနကပြန်လည်ဖယ်ရှားလိုက်တဲ့သတင်းတစဲမှာစစ်ကော်မရှင်တပ်စစ်ကြောင်းတိုက်ခိုက်ခံရပြီး17ရောက်တေဆုံးသွားတယ်လို့ဆိုတဲ့သတင်း ပြစ်စည်းခိုးယူသူဆိုပြီးဆွဆွဲခံရသူတားအမိနဲ့ရိုက်နှက်သူနှစ်ဖက်စလုံးကိုလိုင်းတရားရဲတပ်ဖွဲ့ကထိမ့်သိမ့်လိုက်တဲ့တဲ့မိုင်းငေါ်မျိုးကိုစစ်ကော်မရှင်တပ်ဘုံကျဲတိုက်ခိုက်တာကြောင့်အမျိုးသမီးအပါအဝင်ဒေသခံ၂ယောက်တေဆုံးသွားတဲ့တဲ့ နိုင်ငံတကာသတင်းတွေဘက်မှာတော့ဂါဇာအပြစ်ခတ်ရက်စဲမှုစာချုပ်ကိုချိုးဖောက်ပါကဟာမက်စ်အဖွဲ့ကိုတုတ်တင်မယ်လို့ထရန့်ကပြောကြားလိုက်တဲ့သတင်းနဲ့အတူဒီနေ့အတွက်နောက်ဆုံးရရွှေစည်းနဲ့ငွေစည်းအကြောင်းတွေကိုလည်းတင်ဆက်ပေးသွားဖို့ရှိနေပါတယ်ခင်ဗျာမြန်မာအနာသိန်းစစ်ကောင်းဆောင်မင်းအောင်လှိုင်း58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရောက်မယ်ဆိုပြီးမလေးရှားသတင်းဌာနတစ်ခုဖြစ်တဲ့ New Street Time ကသတင်းတွေမှာထည့်ပြောလာခဲ့ရတာကနေ အော်တိုဝါလာ21ရက်ဒီကနေ့မှာတော့အဲ့ဒီသတင်းစာကစစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့နာမည်ကိုပြန်လည်ဖယ်ရှားလိုက်တာကိုတွေ့ရပါတယ်။အော်တိုဝါလာ20ရက်မနေ့ကဒီ New Street Time ကိုသတင်းဌာနကိုကိုးကပြီးတော့အာနာသိမ့်မှုကိုထောက်ခံတဲ့စစ်အုပ်စုလက်အောက်ခံဝါဒဖြန့်မီဒီယာတွေက58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုမင်းအောင်လှိုင်တက်ရောက်မယ်လို့သတင်းတွေပေါ်ပြရေးသားခဲ့ကြပါသေးတယ်။ လက်ရှိမှာတော့အဲ့ဒီသတင်းဌာနကမင်းအောင်လှိုင်ရဲ့နာမည်ကိုသတင်းကနေဖယ်ရှားလိုက်တာကြောင့်အာဆီယံထိပ်သီးအစည်းအဝေးကိုအာနာတင်စစ်ကောင်းဆောင်မင်းအောင်လှိုင်တက်ရောက်ခွင့်ရမရမတေချာသေးတဲ့အခြေအနေမှာရှိနေတာပါမြန်မာနိုင်ငံမှာဆက်အာနာသိမ်းမှုပေါ်ပေါက်ပြီးလာပိုင်းအကြာ 2021ခုနှစ်ဧပြီလအတွင်းမှာကျင်းပခဲ့တဲ့အာဆီယံနိုင်ငံများထိပ်သီးအစည်းအဝေးကိုအာနာတင်စစ်ကောင်းဆောင်မင်းအောင်လှိုင်တယောက်ခွင့်ရခဲ့ပေမဲ့အဲ့ဒီအစည်းအဝေးအတွင်းမှာဆုံးဖြတ်အတည်ပြုခဲ့တဲ့အချက်တွေကိုစစ်ကောင်းဆောင်ဘက်ကအကောင့်ထဲပေါ်ဆောင်ရွက်မှုအားနေတယ်ဆိုပြီးနောက်ပိုင်းကျင်းပတဲ့အာဆီယံထိပ်သီးအစည်းအဝေးတွေကိုစစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုတယောက်ခွင့်မပြုဘဲပိတ်ပင်ခဲ့တာပါ။ အခု58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုအော်တိုဘားလာ26ရက်နေ့ကနေ28ရက်နေ့အထိမလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာမလေးရှားရဲ့ဥက္ကဋ္ဌအဖြစ်တာဝန်ယူမှုအောက်မှာပူပေါင်းပါဝင်မှုနဲ့ရေရှဲတည်တက်မှုခေါင်းစဉ်နဲ့ကျင်းပပြုလုပ်သွားဖို့စီစဉ်ထားတာပါ။ အဲ့ဒီအစည်းအဝေးကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်အပြင်ကပ္ပခေါင်းဆောင်တွေနဲ့ဒေတာတွင်းခေါင်းဆောင်တွေပါဝင်တက်ရောက်မယ်လို့သိရပါတယ်။ဒါအပြင်ရုရှားသမ္မတဗလာဒီမာပူတင်လည်းကွာလာလမ်ပူမှာကျင်းပမယ်အာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရောက်လာဖွယ်ရှိတယ်လို့မလေးရှားဝန်ကြီးချုပ်အန်ဝါအစ်ဗရာဟင်ကပြောကြားထားပါတယ်ခင်ဗျာ။အခုနောက်ထပ်သတင်းတပုတ်အနေနဲ့စကိုင်းတိုင်း30မြို့နယ်အက်တော်ကြီးော်မှာအထိုင်ချထားတဲ့စစ်ကော်မရှင်တပ်အပြောင်းအလဲလုပ်ပြီး ကမ်ဘလူမြို့နယ်ကာဘိုးကြီးရွာကိုပြန်လာတဲ့အချိန်အဲ့ဒီစစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရမှာ17ရောက်တေဆုံသွားတယ်လို့ရေဦးမြို့နယ်ပကဖကပြောပါတယ်။အော်တိုဘားလ20ရက်မနေ့ကမနက်9နာရီခွဲအချိန်လောက်မှာအက်တောကြီးရွာနယ်ကာဘိုးကြီးရွာအကြားတစဲမြို့နယ်တနေရမှာကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ရေဦးမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့တာဝန်ရှိသူတဦးကပြောပါတယ်။ကျွန်တော်တို့ကြားဖြတ်တိုက်ခိုက်လိုက်တာက40လောက်ပါတဲ့စစ်ကြောင်းပါ။ ကနဦးတိရတာက17ရောက်သေဆုံးပြီး6ရောက်လောက်ဒဏ်ရာရပါတယ်နှစ်ဖွဲ့ကြားတဲ့ကိုကြားဖြဲ့ဝင်ရောက်တိုက်ခိုက်တာဆိုတော့တိုက်ပြီးပြီးချင်းပြန်ဆုတ်လာတာဆိုတော့လက်နက်ခေရန်သိမ်းဆီးရမိတာတွေတော့မရှိပါဘူးလို့သူကပြောပါတယ်အင်အား200လောက်ပါတဲ့စစ်ကော်မရှင်တပ်ဖွဲ့စစ်ကြောင်းဟာအတောကျေရအထိုင်စခန်းကနေကင်းချင်းပြီးကာဘိုးပြူော်ကိုစစ်ကြောင်း၃ချောင်းခွဲပြီးပြန်လာတဲ့အချိန်မှာ အခုလိုတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီးတော့ ိုက်ပွဲကမိနစ်30လောက်ကြာမြင့်ခဲ့တယ်လို့လည်းရေဦးမြို့နယ်ပကဖကပြောပါတယ်ဒီတိုက်ခိုက်ခံလိုက်ရတဲ့စေအုစုတက်စစ်ကြောင်းဟာဒီနေ့မှာတော့ကာဘိုးပြူရွာကိုရောက်ရှိသွားပြီဖြစ်ပြီးတော့ပြန်လည်စစ်ကြောင်းထိုးတာတွေမရှိသေးဘူးလို့လည်းရေဦးမြို့နယ်ပကဖတာဝန်ရှိသူတွေကပြောပါတယ်အတော်ကြီးရောမှာစစ်ကော်မရှင်တပ်ဖွဲ့ဟာအင်အား80လောက်နဲ့အထိုင်ချတက်ဆွဲထားပြီးတလားတကြိမ်ကမ်ဘလူမြို့နယ်ကာဘောပြည်ရွာကစစ်အုပ်စုနဲ့လူအပြားအလဲလှုပ်လှဲ့ရှိတယ်လို့သိရပါဗျ။ အတောမှာထိုင်ချလိုက်ချိန်ကလေးကရွာခံတွေကရေဦးနယ်ထဲမှာစစ်ချောင်နေနေကြရတာပါလို့ရေဦးမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကပြောပါတယ်။အဲ့ဒီစစ်ကော်မရှင်တပ်ဖွဲ့ဟာကာဘောပြည်ရွာကနေအော်တိုဘားလ16ရက်နေ့မှာထွက်ခွာလာတာဖြစ်ပြီးတော့အတောရွာအထိုင်စခန်းမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့နဲ့လူအပြောင်းလဲလှုပ်ပြီးကာဘောကြီးရွာကိုပြန်လာတာဖြစ်ပါတယ်။အခုတိုက်ခိုက်မှုကိုတော့တဇယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖပေါ်ဦးစစ်ကြောင် ရေဦးမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ရေဦးပကဖလက်ယုံတပ်ဖွဲ့တို့ကပူပေါင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ခင်ဗျာအခုတင်ဆက်ပေးခြင်းတဲ့နောက်ထပ်သတင်းတစ်ပုဒ်ကတော့လူအများစိတ်ဝင်စားမှုဖြစ်ပွားနေတဲ့ရန်ကုန်တိုင်းလှိုင်သာယာမြို့နယ်ကစတိုးဆိုင်တစ်ခုမှာပစ္စည်းခိုးယူတယ်လို့ဆက်ဆွဲပြီးရိုက်နှက်ခံရသူတာအမီနဲ့ရိုက်နှက်သူဆိုင်ပိုင်ရှင်အမျိုးသမီးနှစ်ဖက်စလုံးကိုရဲစခန်းမှာထိမ့်သိမ်းထားတယ်လို့သတင်းရရှိပါတယ်ခင်ဗျာအောက်တိုဘာလ20ရက်မနေ့ကညနေပိုင်းက TikTok လူမှုကွန်ရက်ပေါ်မှာစတင်ပြန့်နှံ့လာတဲ့ video file မှာကလေးချီထားတဲ့အမျိုးသမီးကိုဆိုင်ရှင်ဖြစ်သူလို့ယူဆရတဲ့အမျိုးသမီးကဆိုင်အတွင်းမှာပဲတခိုးဆိုပြီးဆွဆွဲပြီးတော့ရိုက်နှက်တာတွေကလေးဖြစ်သူကိုလည်းတွန်းထုတ်တာတွေနေပူထဲမှာရှိတဲ့လမ်းဘေးဓာတ်တိုင်မှာကလေးနဲ့ကလေးချီထားတဲ့အမျိုးသမီးနှစ်ဦးစလုံးကိုကြိုးချီထားတာတွေလုပ်နေတဲ့မြင်ကွင်းတွေပါဝင်ပါတယ်ဒီဖြစ်စဉ်ကလိုင်းတာယာမြို့နယ်ဘိုချုပ်လမ်းမပေါ်မှာရှိတဲ့ Twitter သူဆိုတဲ့ အထယ်ဆိုင်နဲ့စတိုးဆိုင်မှာဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ဘယ်နှစ်ရက်ဘယ်ချိန်ကဖြစ်ပွားခဲ့တယ်ဆိုတာကိုတော့အတိမပြုနိုင်သေးပါဘူးဒီဗီဒီယိုဖိုင်လူမှုကွန်ရက်ပေါ်မှာပြန့်နှံ့လာခဲ့ပြီးနောက်ပြည်စည်းခိုးယူသူလို့ဆွဆွဲခံရသူတာအမီနှစ်ဦးကိုရိုက်နှက်တဲ့ဆိုင်ပိုင်ရှင်ကိုလူမှုကွန်ရက်သုံးဆွဲသူတွေကဝေဖန်မှုတွေရှိနေခဲ့တာပါ တကယ်လို့ပစ္စည်းခိုးတယ်ဆိုရင်တောင်ခိုးတဲ့အမျိုးသမီးကိုရိုက်တာဘာမှမပြောလိုပါဘူး။ဒါပေမဲ့ခလေးကိုပါလုတာကလွန်တယ်လို့လူမှုကွန်ရက်သုံးဆွဲသူတူကမှတ်ချက်ပြုရေးသားထားပါတယ်။ ဒီလိုလူမှုကွန်ရက်မှာပြင်းပြင်းထန်ထန်ဝေဖန်မှုတွေရှိလာပြီးနောက်အမျိုးသမီးနဲ့ကလေးငယ်ကိုရိုက်နှက်မှုကျူးလွန်တဲ့စတိုးဆိုင်ပိုင်ရှင်ကိုအော်တိုဘားလာ21ရက်ဒီကနေ့မနက်ပိုင်းမှာရန်ကုန်လိုင်တာယာမြို့မှရဲစခန်းကလာရောက်ခေါ်ဆောင်သွားတယ်လို့သိရပါတယ်။ရိုက်တဲ့သူရောအရိုက်ခံရတဲ့မိသားစုရောနှစ်ဖက်စလုံးရဲစခန်းထဲမှာပါအပြင်းမထွက်လာသေးပါဘူး။ဘာဆက်လုပ်ကြမလဲဆိုတာတော့ခဏနေရင်သိရမှာပါ။ ဗီဒီယိုဖိုင်ထဲမှာပြောနေတဲ့ရင်နှွေးပူနဲ့လောင်းတာတော့မရှိခဲ့ပါဘူးလို့ဒီဖြစ်စဉ်ကိုလိုက်ပါကူညီဆောင်ရွက်ပေးနေသူတူကဒီကနေ့နေ့လယ်ပိုင်းမှာမီစီမာကိုပြောပါတယ်ဒီလိုရိုင်းနှက်ခံရသူအမျိုးသမီးဟာလိုင်းသားယာမြို့နယ်မှာနေထိုင်တဲ့ကလေးနှစ်ယောက်မိခင်ဖြစ်ပြီးတော့မိသားစုစားဝတ်နေအတွက်တောင်းရန်စားတောက်နေသူဖြစ်တယ်လို့ဒေတာခန့်တွေကပြောပါတယ်ဒီဖြစ်ရဲ့ပေါ် ဘလို့အေးအေးယူဆောင်ရွက်မယ်ဆိုတာကိုအများပြည်သူကစိတ်ဝင်တစားစောင့်ကြည့်နေကြသလိုဗီဒီယိုဖိုင်ထဲမှာပါတဲ့ရိုင်းနှက်ခင်ရတဲ့တာမီနှစ်ဦးကိုကုညီဆောင်ရွက်ပေးဖို့ Pride အသင်းတွင်နဲ့ online နာမည်ကြီးပုဂ္ဂိုလ်တချို့ကလှုပ်ဆောင်နေကြတယ်လို့လည်းသိရပါပါတယ်ခင်ဗျာ အခုနောက်ထပ်သတင်းပုဒ်ကတော့ရှမ်းပြည်နယ်မြောက်ပိုင်း TNLA ထိန်းချုပ်ထားတဲ့မိုင်းငေါ်မြို့ပေါ်ကိုအာဏာသိမ်းစစ်ကော်မရှင်တပ်ကလေကြောင်းတုံးဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတအုပ်အပါအဝင်နှစ်ဦးသေဆုံးသွားတယ်လို့သိရပါတယ်။ဒီဖြစ်စဉ်ကအောက်တိုဘာလ20ရက်မနေ့ကည8:00နာရီအချိန်မှာစစ်ကော်မရှင်တပ်ကဂျက်ဖိုက်တာနဲ့ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တာပါ။ ဂျက်တိုက်လေယာဉ်နဲ့ဘုံနှစ်ကြိမ်ကြေးချတိုက်ခိုက်ခဲ့တာပါတစ်ကြိမ်ကဇင်းနာကိုကြားရောက်ပောက်ကွဲပါတယ်နောက်တစ်ကြိမ်ကရဲစခန်းဟောင်းနာကိုကြားရောက်ပောက်ကွဲပါတယ်ဇင်းနာကြားတဲ့အလုံးကလူထိခိုက်တာလည်းများပါတယ်တေဆုံးသူတွေနှစ်ဦးရှိပါတယ်လို့ဒေတာခန်အမျိုးသားတအုကမီစီမာကိုပြောပါတယ်ဒီဘုံကျဲတိုက်ခိုက်မှုဖြစ်စဉ်အတွင်းမှာအမျိုးသမီးတဦးနဲ့အမျိုးသားတဦးသေဆုံးပြီးဒဏ်ရာရသူ2ဦးရှိတယ်လို့လည်းသိရပါဗျ။ဒါအပြင်နေအိမ်တချို့မိလောင်ပျက်စီးသွားတယ်လို့လည်းဒေသခံတွေကပြောပါတယ် အာနာသိန်းစစ်ကော်မရှင်တပ်ကတအောင်းထီရန်လန်လေးထိန်းချုပ်ထားတဲ့မြို့နယ်ကြေးရော်တွေကိုအဆက်မပြတ်ဘုံကျဲတက်ခိုက်တာတွေလုပ်နေပြီးတော့အော်တိုဘားလာ၂ရက်နေ့ကနေအော်တိုဘားလာ၂၁ရက်နေ့အထိလေကြောင်းတက်ခိုက်မှုကြောင့်တေဆုံးသူ၄၆ယောက်အထိရှိလာပြီးတော့သိရပါတယ်ခင်ဗျာပြည်တွင်းသတင်းတွေပြီးမှတော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးကြပါမယ် ဂါဇာအပြည့်အခက်ရက်စဲမှုစာချုပ်ကိုချိုးဖောက်ပါကဟာမက်စ်အဖွဲ့ကိုတုတ်တင်မယ်လို့ထရန့်ကပြောကြားလိုက်ပါတယ်ဒီအကြောင်းကိုကိုယောင်နီကဆက်ပြီးပြောပြပေးမှာပါခင်ဗျာဂါဇာအပြည့်ရဲ့စာချုပ်ကိုချိုးဖောက်ရင်ဟာမက်စ်အဖွဲ့ကိုတုတ်တင်သွားမယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်က တင်းလာနေမှာတတိပေးလိုက်ပါတယ်ဒါပေမဲ့ပါလက်စတိုင်းစစ်သွေးကြွအုပ်စုကိုအပြစ်ရရေးစာချုပ်ကို လိုက်နာဖို့သူအခွင့်အရေးပေးမယ်လို့လည်းပြောဆိုလိုက်ပါတယ်။ အဲ့လိုထရန့်ရဲ့မှတ်ချက်စကားထွက်ပေါ်လာပြီးမကြာမီမှာပဲဒုတမရ JD Vance Israel ကိုထွက်ခွာသွားပြီးအဲ့ဒီနေရာမှာရောက်ရှိနေတဲ့ထိတ်တန်း American တန်တမန်2ဦးနဲ့ Israel မှာတွေ့ဆုံမှာဖြစ်ပါတယ်။ကြိုးပြက်လွယ်တဲ့အပြစ်ရဲ့စာချုပ်ပြက်ပြဲနိုင်တဲ့သတင်းဖတ်ကုန်ကအကြမ်းဖက်မှုတွေဖြစ်ပွားပြီးအဲ့ဒီလိုတွားရောက်ခဲ့ကြတာဖြစ်ပါတယ်။ကျွန်တော်တို့ဟာမတ်စ်နဲ့သဘောတူညီချက်ယူခဲ့တာ သူတို့ကကောင်းကောင်းမွန်မွန်နေပါမယ်စီကံကြနေပါမယ်မွန်မွန်ရီနေပါမယ်ဆိုလို ယူခဲ့တာပါလို့ဩစတြေးလျဝန်ကြီးချုပ်အန်တိုနီယေဘာနီစ်ကိုလက်ခံတွေ့ဆုံရမှာထရန့်ကသတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်ဩစတြေးလျဝန်ကြီးချုပ်အန်တိုနီအေဘာနီစ်ကိုလက်ခံတွေ့ဆုံရမှာထရန့်ကသတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။သူတို့ဒီလိုမနေဘူးဆိုရင်သူတို့စီတွားပြီးချေမှုန်းတုတ်တင်ပြင်မယ်။လိုအပ်လာရင်ဒီလိုလုပ်မယ်။သူတို့ကိုတုတ်တင်ပြင်မယ်။ဒါကိုသူတို့သိပါတယ်လို့ထရန့်ကပြောပါတယ်။ ာဇာသဘောတူညီချက်ရရှိရေးမှာထရန့်ကကြားဝင်ကူညီဆောင်ရွက်ပေးခဲ့တာပါ။ဒါပေမဲ့တေဆုံးပြီးဇာကန်တွေရဲ့ရုပ်အလောင်းတွေလွှဲပြောင်းပြီးမှနှောင့်နှေးကြံ့ကြာမှုတွေရှိနေတယ်လို့အစ္စရေးကဆွဆွဲပြီးတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တဲ့အတွက်အဲဒီစာချုပ်ဟာချိန်ချောက်ခံနေရပါလေ။သူတို့အဖွဲ့ဟာစာချုပ်အပေါ်လိုက်နာဆဲရှိတယ်လို့ Hamas အဖွဲ့ရဲ့ထိတ်တန်းစစ်ဆက်ညှိနှိုင်းသူ Khalil al-Hira ကအီဂျစ်သတင်းဌာနကို ပြောထားပါဗျ အခုနောက်ထပ်နိုင်ငံတကာသတင်းတပုတ် ကတော့ရာဇဝဲမှုမဟုတ်တဲ့အမုန်းစကားဖြစ်ရတွေကိုစုံစမ်းစစ်ဆေးမှာမဟုတ်ဘူးလို့လန်ဒန်ရဲတပ်ဖွဲ့ကပြောကြားလိုက်ပါတယ်ဒီအကြောင်းကိုမောင်ခန့်တွေကဆက်ပြီးပြောပြမှာပါခင်ဗျာဇင်ပြောင်းလဲထားသူတွေအကြောင်းဆိုရှယ်မီဒီယာမှာ post တင်ရေးသားခဲ့တဲ့ဟာနာဆိုင်ဆရာတအူးကိုဖမ်းဆီးခဲ့တဲ့အတွက်ဝေဖန်ခံရပြီးတဲ့နောက် ရာဆွေးမှုမဟုတ်တဲ့အမုန်းစကားတရက်တွေကိုစုံစမ်းစစ်ဆေးတာတွေကိုသူတို့ရပ်တန့်လိုက်တော့မှာဖြစ်ကြောင်းလန်ဒန်ရဲတပ်ဖွဲ့ကသတင်းလာနေကပြောပါရယ် Father Tag ရဲ့ ID Crown တို့ကို ရေးသားခဲ့တဲ့စာရေးဆရာ Graham Langnan ကသူ social media မှာရေးသားခဲ့တဲ့ရေးသားမှုတွေအတွက် London Hate ရိုးလီစေအယောက် ဖန်စီထိမ့်သိမ်းခဲ့ပြီးတဲ့နောက်ဒီလိုစော်ကားရေးသားတဲ့ဆိုရှယ်မီဒီယာအရေးသားတွေအပေါ်ကိုကင်တွယ်ပုံကိုတိတ်ချရှင်းပြဖို့လန်ဒန်ရဲမင်းကြီးမက်ယိုနီကအမိခံခဲ့ရပါတယ်။အဲ့ဒီချိန်မှာ UK ရဲတပ်ဖွဲ့စောင့်ကြည့်ရေးအဖွဲ့ကလည်းယာဇွေပြစ်မှုမဟုတ်တဲ့အမုန်းစကားအဖြစ်အပျက်များအတွက်ရဲတပ်ဖွဲ့အနေနဲ့စုံစမ်းစစ်ဆေးတာနဲ့ထွက်ချက်မှတ်တမ်းရယူခြင်းတွေကိုရပ်တန့်မှုထောက်ခံအကြံပြုတင်ပြခဲ့ပါတယ်။ လက်ရှိဥပဒေနဲ့ဤဥပဒေအရအကြမ်းဖက်မှုလှုံ့ဆော်ဖို့အွန်လိုင်းပေါ်လှုံ့ဆော်ရဖို့အရေးယူဆောင်ရွက်ဖို့မဖြစ်နိုင်တဲ့အတွက်ရဲရရှိရအနေနဲ့အစိတ်တောက်ရှိရရင်ကျေးမှုစပွဲအငင်းခုံတွေကိုစုံစမ်းစစ်ဆေးတင်တယ်လို့ရိုလီအနေနဲ့မယုံကြည်ကြောင်းလန်ဒန်မက်ထရိုပိုလီတန်ပြည်တပ်ဖွဲ့ကကြေညာချက်ထုတ်ပြန်ပြောကြားခဲ့ပါတယ်အကျိုးရလအနေနဲ့ရာဇဝမှုမဟုတ်တဲ့အမုန်းစကားအဖြစ်အပျက်တွေကို မက်ထရိုပိုလီယန်ရဲတပ်ဖွဲ့ကစုံစမ်းစစ်ဆေးတော့မှာမဟုတ်ကြောင်းမက်ထရိုပိုလီယန်ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်ထိုက်တန်တဲ့နောက်ဆုံးရပြည်တွင်းနိုင်ငံတကာသတင်းတွေကို တင်ဆက်ပေးခဲ့တာပါအခုဆက်လက်ပြီးတော့ဒီကနေ့ညနေ9:00နာရီအထိရရှိထားတဲ့ငွေလဲနှုံရွှေစဲ73စီစဲနဲ့စားအုပ်စီစဲတွေကိုတင်ပြပေးပါမယ်ဓာတွေကမီစီမသတင်းတောက်ကိုမြတ်သူရကစူးစီးတင်ဆက်ပေးပါပါခင်ဗျာဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုံတွေကတော့ American dollar ကိုစစ်ကောင်စီတတ်မစေ2100ကျပ်ပြင်ပပေါင်စီ4050ကျပ်စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မစေ1622.69ကျပ်ပြင်ပပေါင်စီ3124ကျပ်ဥရောပဒယူရိုကိုစစ်ကောင်စီတတ်မစေ2458.56ကျပ်ပြင်ပပေါင်စီ4923ကျပ်ထိုင်းဘတ်တစ်ပတ်ကိုစစ်ကောင်စီတတ်မစေ 64.25ချက်ပြင်ပပေါင်စီ124.28ချက်မလေးရှားတဝင်းကစ်ကိုစစ်ကောင်စီတတ်မှတ်စီ496.69ချက်ပြင်ပပေါင်စီ960ချက်ပေါင်စီရှိပါတယ်ပေါ်ပြပါငွေလက်လက်နှုန်းတွေဟာချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရပြည်တွင်းရွှေစင်းနှုန်းတွေကတော့အခောက်ရွှေတစ်ချက်သားကိုရွှေကုန်တဲ့အတင်းတတ်မှတ်စီ59.9ချက်ပြင်ပပေါင်စီ 88သိန်းတထောင်ကျ15ဘဲတစ်သားကို ရွှေကုန်တဲ့အတင်းတတ်မှတ်စေ56သိန်း15625ကျပ်ပြင်ပပေါက်စေ82သိန်း9ထောင်ကျပ်ပေါက်စေရှိပါတယ်ပေါ်ပြပါရွှေစုံတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရရန်ကုန်73စီစဉ်တွေကတော့ဒီဇယ်လီတာကို2465ကျပ်ပရီမီယံဒီဇယ်လီတာကို3000ကျပ် အော်ဒိတ်92လီတာကို2905ကျပ်အော်ဒိတ်95လီတာကို2990ကျပ်ပေါက်ဈေးရှိပါတယ်။ဟောပြပါစသုံးသည့်ဈေးနှုန်းတွေဟာချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရစားအောင်စီဈေးနှုန်းတွေကတော့စားအောင်စီတပိတ်တာကိုစစ်ကောင်စီတတ်မှတ်ဈေး6585ကျပ်ပြင်ပပေါက်ဈေး1000ကျပ်ပေါက်ဈေးရှိပါတယ်။ဟောပြပါဈေးနှုန်းတွေကတော့ အချိန်နဲ့အမျှပြောင်းလဲမှု ရှိနိုင်ပါတယ်။ဒမီစီမာပရိုင်တိုင်းမီစီမာသတင်းအစီအစဉ်ကိုတင်ဆက်ပေးခဲ့တာပါ။ကြီးစုအားပေးကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်။ဒီအစီအစဉ်ကိုကျွန်တော်နောင်နောင်ကတာဝန်ယူတင်ဆက်ပေးခဲ့တာပါ။ဒမီစီမာပရိုင်တာသတင်းအစီအစဉ်ကိုနေ့စဉ်တနင်္လာကနေတောက်ကြနေ့အထိည9:00နာရီတိုင်းမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ။